တို့ချက်သားနဲ့ဘူဒီကိုကာလာသားချက်ပဲမဟုတ်ပဲねကျွန်တော်တို့ဒီလိုမျိုးရခိုင်ချက်ချင်းချင်းဆက်ဆက်လေးလဲချက်လို့ရတယ်ဆိုတာကိုကျွန်တော်ဒီလေးချက်ပြမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်ကချက်တောင်ပံကိုသုံးပါတယ်။ချက်တောင်ပံကိုစနွေးမုတ်ရဲ့ချက်သားမုတ်ရဲ့ထည့်ပြီးတော့အရသာဝင်အောင်နှက်ထားပါမယ်ခင်ဗျာ။တခြားဘဲသားတို့သုံးခြင်းလည်းရပါတယ်ပြီးလို့ရှိရင်တော့ငရုတ်ဒီစိန်တောက်ကိုကျွန်တော်တို့ညက်နေအောင်ထောင်းပါမယ်မညက်တညက်လေးဖြစ်ရင်လည်းရပါတယ်ခင်ဗျာ ထောင်းမရင်ဂျင်းထည့်မယ်ပြီးရင်ကျက်သွန်မြူထည့်မယ်ပြီးလို့ရှိရင်တော့ကျက်သွန်နေထည့်ပြီးရင်တော့ညအောင်ကျွန်တော်တို့ထောင်းပါမယ်ခင်ဗျာကျွန်တော်ကရခိုင်ကြက်ချက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ငရုတ်သီးစိတ်မှုကိုမသုံးပါဘူးကျွန်တော်တို့ရခိုင်ကြက်ရဲ့သဘောတရားကချင်းချင်းဆက်ဆက်လေးနဲ့ဆိုတော့ဒီလိုမျိုးသုံးတာဖြစ်ပါတယ်ပြီးရင်တော့ငရုတ်ကောင်းကိုလည်းညအောင်ထောင်းထားပါမယ်ခင်ဗျာပြီးရင်တော့စီအနေငယ်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ခုနကထောင်းထားတဲ့ငရုတ်ကြက်သွန်ကိုကျွန်တော်တို့စီတက်ပါမယ်စီတက်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော် ဒါစီနံလေးမွေးလာပြီဆိုလို့ရှိရင်ခုနကအရသာနှက်ထားတဲ့ကြက်တောင်ပံတွေပေါ့နော်ကြက်တောင်ပံတွေကိုကျွန်တော်ထည့်လုံးမယ်ကြက်တောင်ပံကနူးဤနေမှာအရသာပို့ပြီးတော့လဲစားလို့ကောင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တေချာလေးလှိပ်ပြီးတော့တရေပေါ့နော်အရင်ဆုံးရေထည့်ပြီးလို့ရှိရင်တော့တရေခန်းအောင်ကျွန်တော်တဲပါမယ်ရေလေးထည့်ပြီးပြီဆိုလို့ရှိရင်တော့အဖုံမုံပြီးတော့တရေခန်းအောင်ကျွန်တော်တဲပါမယ် ဒီဟင်းကားကြတော့ကျွန်တော်တို့စက်တာဘူဒီကာလာတာဟင်းစားရတာပြင်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ချင်းချင်းဆက်ဆက်လေးနဲ့ဒီလိုမျိုးလေးလဲစားလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်လုတ်ပြတာဖြစ်ပါတယ်။အားလုံးလည်းလှုပ်ရှားနိုင်ပါတယ်ခင်ဗျာ။ပြီးလို့ရှိရင်ကျွန်တော်ဒီစက်တာဘူပေါ့နော်တရေခမ်းအောင်နူးအောင်လို့တေချာလေးတဲပါမယ်။တေချာလေးနူးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အရန်ကိုစားလို့ကောင်းပါတယ်။နူးလဲနူးတယ်။ပြီးလို့ရှိရင်ချင်းချင်းဆက်ဆက်လေးနဲ့အရန်လို့စားလို့လည်းကောင်းတယ်ပေါ့နော်။ပြီးလို့ရှိရင်ရေတရေခမ်းပြီဆိုလို့ရှိရင်တော့ကျွန်တော်ဘူဒီထည့်ပါမယ်။ ူသီးကိုထည့်မယ်ဘူသီးထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ကစားအနေငယ်ထည့်မယ်အရာသာပြန်ညှိမှာပေါ့နော်စားထည့်မယ်ပြီးလို့ရှိရင်ကြက်သားမုတ်ထပ်ထည့်ပြီးလို့ရှိရင်ပြန်လုံးပါမယ်ခင်ဗျာကြက်သားမုတ်ထည့်ပြီးလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့အရာသာဝင်အောင်ပြန်မှွေပါမယ်ခင်ဗျာခုနကကျွန်တော်လည်းနည်းပဲထည့်ထားတော့ပြီးရင်မရုပ်ကောင်းမှထည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနံကလေကျွန်တော်တို့ရခိုင်အစားအစာတွေရဲ့ထုံးစံအတိုင်းအနံကကျွန်တော်တို့အနံမမွေလေးနဲ့ချင်းချင်းဆက်ဆက်လေးနဲ့ဒီလိုမျိုးလေးရပါပြီပြီးရင်တော့ဘူဒီနူအောင်လို့အဖုံလေးခဏဖုံးထားပါမယ်ခင်ဗျာ ီးရင်တော့ချင်းချင်းဆက်ဆက်လေးစားချင်းနေဆိုလို့ရှိရင်တော့ကျွန်တော်ကမကြီးကြီးကိုထည့်လိုက်ပါတယ်ဒီတိုင်းမှာစားချင်းရင်တော့မကြီးကြီးမထည့်နဲ့ပေါ့เนาะတခြားချင်းချင်းလေးထည့်ချင်းလို့ရှိရင်တော့တခြားထည့်လို့ရပါတယ်တမယာကြီးညှစ်ထည့်လဲရပါတယ်ကျွန်တော်ကတော့မကြီးချင်းလေးနဲ့စားချင်းနဲ့အတွက်ကြောင့်မို့လို့မကြီးကြီးထည့်လိုက်ပါတယ်ဒီလိုမျိုးစုလာပြီဆိုလို့ရှိရင်တော့ရပါပြီကျွန်တော်တို့ရခိုင်အစားအစာဖြစ်တဲ့အတွက်ကြောင့်မို့လို့ချင်းချင်းဆက်ဆက်အရာသာမွမွေးလေးနဲ့မရုတ်ကောင်းနှံတင်းတင်းလေးနဲ့ဆိုတော့ဓမင်းမိတ်မာလည်းတည်ကြပါတယ်အရန်လဲစားကောင်းပါတယ်ခင်ဗျာ အားလုံးလှုပ်ရှားကြည့်ဖို့လည်းကျွန်တော်အကြံပြုချင်ပါတယ်ကျွန်တော်ချက်လိုက်တာတရေခမ်းသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ချက်တောင်မှန်လေးတွေကနူဣပြီးတော့အယိုးလေးပါကြိုက်လို့ရတယ်ဗောနော်ဒီတိုင်းမာတယ်ဆိုလို့ရှိရင်တော့အရင်စားလို့မကောင်းဘူးအဲဒီလိုမျိုးနူးနူးအီအီလေးချက်မယ်ဆိုလို့ရှိရင်တော့မမွှေးလေးဆက်ဆက်လေးနဲ့အရန်ကိုစားကောင်းတဲ့ကြက်သားရခိုင်ကြက်လေးရပါ යි ခင်ဗျာ။